မွန်ပြည်နယ်စိုက်ထုံမြို့နယ်ခရွေကျေးရွာမှာတိုက်ပွဲမရှိပဲစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရန်တမ်းပစ်ခတ်မှုကြောင့်တန်ဃာတော်တပားပြန်လွန်တော်မူပြီးနှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တိန်စရဲမြို့ပြည်သူ့ကာကွယ်ရေးဖွဲ့ထံကနေသိရပါဗျ။မက်စတာ၂၁ရက်နေ့မနက်၉နာရီအချိန်ခန့်ကပဲခူးတိုင်းဝေါ်မြွနယ်လက်ပံကြီးကမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်ရာကနေခရွေကျေးရွာရှိဖုန်ကြီးကျောင်းပေါ်ကြားရောက်ပေါက်ကွဲခဲ့တာပါ။ လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်စွန်းဖုံးမှုပြင်ဆင်နေတဲ့အသက်50ရွယ်တန်ဃာတော်တစ်ပါးပြန်လည်တော်မူခဲ့ပြီးအသက်40ရွယ်တန်ဃာတော်နှစ်ပါးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။လက်နက်ကြီးကြောင့်စွန်းစားဆောင်ထိမှန်ပျက်စီးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တန်ဃာနှစ်ပါးကိုတော့ဒေသခံအကူအညီနဲ့တိုင်စီရဲတိုင်းနယ်စေယုံမှာတရားကုသမှုခံယူနေရပါတယ်။ပြီးခဲ့တဲ့မတ်လ23ရက်နေ့ကလည်းကြိုက်ထုံမြို့နယ်မုတ်ကမော့ကျေးရွာနီးမှာစစ်ကောင်စီရဲ့ drone နဲ့တိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ မော်ဘီနယ်စိုက်ထုံမြို့နယ်မှာယခုနှစ်စံပိုင်းကစပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပုံမပြုတ်လောက်လာတာကြောင့်ဒေသခံပြည်သူတွေဟာမကြောက်ခနဆိုသလိုထိခိုက်သေးဆုံးမှုတွေရှိနေပါတယ်။